ကျေးဇူးတရားတိတက်လုံးနဲ့ခန့်ကြော်ရဲလို့ရဲ့အပေါ်ဂျင်းနဲ့ပီတီဖြစ်နေပါတယ်ဆိုတဲ့နေတို့ပီတီတို့အားလုံးပဲမင်္ဂလာပါရှင့်ကျမတို့ channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ကျေးဇူးရှင်ကိုကျေးဇူးတိတက်ခြင်းကမင်္ဂလာတပါဆိုတဲ့အတိုင်းပါပဲနော်ခန့်ကြော်ကအတူပေါ်မှာကျေးဇူးရှိခဲ့ဦးတဲ့မင်းသားကြီးနေတို့ကိုမကြခင်ကဂါရပြုတ်ခဲ့တာကိုကြည့်ပြီးတော့လူများကြားမှာချီးကျူးခံနေရတာဖြစ်ပါတယ်ခန့်ကြော်ကအမှုပညာလမ်းကြောင်းအစမှာအောင်မြင်မှုတွေရှိခဲ့ပြီးမြေလူကြီးဘွားနဲ့တရုတ်ဆောင်လုပ်ချိန်မှာတော့သူ့ဘွားကရောင်းလဲလဲဖြစ်နေခဲ့တာပီတီတို့အားလုံးလည်းသိကြမှာပါတချိန်ကကလေးတရုတ်ဆောင်ဘွားမှာအရင်အောင်မြင်ခဲ့တဲ့ခန့်ကြော်က အနုပညာလောကကိုတကြော့ပြောင်းဝင်လာချိန်မှာတော့လက်တွဲခေါ်မယ်လို့မရှိဖြစ်နေခဲ့ပါတယ်။သူ့ကိုရိုက်တာတယောက်ကလက်တွဲခေါ်ခဲ့ပူပေမဲ့ခန့်ကျော်ကအချိန်မလေးစားဘူးပြောလို့ဆိုလို့မကောင်းဘူးဆိုပြီးတော့မှတ်ချက်ပေးခဲ့ဘူးတာမို့ပြည်သူတွေကြားမှာနာမည်ပြက်ခဲ့ရတာဖြစ်ပါတယ်။အနုပညာလောကမှာနာမည်ပြက်နေရောင်းလည်းလက်ထပ်ပြစ်နေချိန်မှာသူ့ကိုကူညီပေးခဲ့သူကတော့မင်းသားနေတိုးလို့ဆိုရမှာပါ။နေတိုးနဲ့ခန့်ကျော်နဲ့ကကန်စက်တာကလေးဘဝကလေးကပါ။ခန့်ကျော်တယောက်ကလေးတယောက်ဆောင်လုပ်နေတဲ့အချိန်ကလေနေတိုးရဲ့ငွေဘဝတော်တော်များများကိုတယောက်ဆောင်ခဲ့ပါတယ်။သူရဲ့ဇကာ၃ပုံ၂ပုံလောက်မှာနေတိုးရဲ့ငွေဘဝကိုတယောက်ဆောင်ခဲ့ရတဲ့အထိ ကန့်ဆက်ခဲ့တယ်လို့ခန့်ကျော်ကပြည်သက်တီပြန်အားပေးတာကလည်းနေတူးရဲ့ငွေဘခရိုက်တာကြောင့်ပါပဲနေတူးကတော့ငငယ်ကလေးကလက်တွဲခေါ်ခဲ့မှုတဲ့ခန့်ကျော်ကိုမကြခင်ကလည်းလက်တွဲခေါ်ခဲ့သေးပါတယ်နေတူးရဲ့ကူမေရေစက်တို့ဒီလည်းတခါတည်းမစုံစည်းသားဆိုတဲ့ဇလန်ကျွဲမှာနေတူးရဲ့ငွေဘဝနေရာကိုခန့်ကျော်ကိုခေါ်ပြီးတော့ရိုက်ကူးခဲ့တာဖြစ်ပါတယ်နေတူးရဲ့လက်တွဲခေါ်ယူမှုကဘလောက်တောင်အောင်မြင်စေလဲဆိုတာကိုတော့အားလုံးပြပြနေစရာတောင်မလိုတော့ပါဘူးနော် ပြည်သက်တွေရဲ့ပါဇက်ဖြားမှာမမမမနဲ့ရံပရက်ခေါ်တန်းနေစိုးမိုးတဲ့အထီးကိုအောင်မြင်ခဲ့တာပါရှင်။ဆိုရှယ်မီဒီယာတစ်ခုလုံးမှာလည်းဘယ်နေရာပဲကြည့်ကြည့်ရံပရက်မမဆိုရဲခေါ်တန်းနေပက်တင်ထန်နေအောင်ပြည်သက်တီကအပြည့်ကျန်ခဲ့ကြပါရည်။နေတို့ရဲ့ကုညီဖေးမမူကတော့ခန့်ကျော်တွတ်တော့ဘဝကြီးပြောင်းလဲခဲ့တာကတော့အသေးချာပါပဲ။ခန့်ကျော်ကအမှုပဒါလောကမှာရောင်းလဲလဲဖြစ်နေချိန်နေတို့ရဲ့ဖေးမကုညီမှုကြောင့်အရာရာအဆင်ပြေခဲ့ရတာဖြစ်ပါရည်။ခန့်ကျော်ကအခုဆိုရင်တော့မိသားစုကိုပြန်ကြည့်နိုင်တဲ့အထီးအဆင်ပြေနေပါပြီရှင်။ခက်ခဲမှုတွေနဲ့ပြည့်နေနေတဲ့သူ့ဘဝကိုအခုလိုအဆင်ပြေကုညီပြီး ီးခဲ့တဲ့နေတို့ရဲ့ကျေးဇူးတရားကိုကောင်းကောင်းနားလည်လက်ခံထားတာလည်းဖြစ်ပါတယ်။ခန့်ကျော်ကတော့ကျေးဇူးရှိတဲ့နေတို့ကိုကျေးဇူးတင်ကြောင်းပြသခြင်းလို့မကြခင်ကပဲတွားရောက်ကြောခဲ့တာဖြစ်ပါတယ်။လူတယောက်ရဲ့အပြောကြောင့်သုံးစားမရတဲ့မျက်နှာတယောက်ဆိုပြီးတော့ပြည်သက်တည်အထင်လွဲနေချိန်မှာနေတို့ရဲ့ကူညီပေးမှုကြောင့်ခန့်ကျော်ကအောင်မြင်မှုပြန်ရရှိခဲ့ပါတယ်။ခန့်ကျော်ကတော့အောင်မြင်မှုရလာလေဆွဲခေါ်ပေးတဲ့လူကိုကျေးဇူးတင်လေမို့နေတို့ရဲ့ကျေးဇူးကိုတည်တတ်တဲ့အနေနဲ့တွားရောက်ပြီးတော့ဂါရပြုခဲ့တာဖြစ်ပါတယ်။ခန့်ကျော်ကတရင်ကျွန်းနေမှာတော့ကျေးဇူးရှင်တယောက်ဖြစ်တဲ့နေတို့ကိုတွားရောက်ကြောပြီးတော့နေတို့ရဲ့ဆုံးမဩဝါဒကိုခံယူခဲ့တာလည်းဖြစ် ်ပါတယ်။ရေသတွေကတော့ကျေးဇူးရှင်ကိုကျေးဇူးတင်တဲ့ခန့်ကျော်ရဲ့အပြုမှုကိုချီးကျူးခဲ့သလိုကံကံရှင်ဖြစ်တဲ့နေတို့ကလည်းခန့်ကျော်ရဲ့အပြုမှုကိုသဘောကျနေတာဖြစ်ပါတယ်။နေတို့ကကြီးကြီးမားမားကူညီပေးခဲ့တာမရှိပေမယ့်သူ့ရဲ့အတွေ့အကြုံအမှုပညာအမွေတွေကိုမျှဝေပေးမှုတဲ့ကျေးဇူးရှိလို့လာပြီးတော့ကတော့လည်းဆိုပြီးတော့သတ်မှတ်ထားတာဖြစ်ပါတယ်။သူ့ဘက်ကကြီးကြီးမားမားကူညီပေးခဲ့တာမဟုတ်ပေမယ့်ခန့်ကျော်ဘက်ကနေကြီးရဲ့ကြီးမားလာပြီးတော့ဂါရပြူတာကိုဂျင်းနဲ့တဲလို့ဆိုပါတယ်။နေတို့ကတော့ခန့်ကျော်ရဲ့ကျေးဇူးတင်မှုကိုကြည်ပြီးတော့ဂျီနူပီတီဖြစ်နေတာလည်းဖြစ်ပါတယ်။ ။ကုညီသူကိုကျေးဇူးပြန်တည်တတ်တာချီးကျူးစရာကောင်းလွန်ပါတယ်နော်။ဟုတ်ကဲ့ပါရှင်။အခုလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းအကြောင်း